私はラーメンが好きです。そしてたこ焼きも好きです。あなたは何が好きですか皆さん、こんにちは、こんばんは。MJSP へようこそ。今日は、Now Party ゲー、エッジティーティーソーレ、ダダージャンゴ、センウェザーボカウネ、ウバマサジャンネ、レコヨシネ、ベイディディネ、ドゥ、リラジャーマフィバレ。ゲゲ、ダソイン、ディニーティングザーリゴ、サレジャーヤー。 ျွန်တော်တို့ရဲ့ MJ Space မှာအခုလိုမျိုးဂျပန်စာနဲ့ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ပုံသတ္တတွေကိုဗီဒီယိုများအဖြစ်ပြုလုပ်ပေးနေတာကြောင့်ဂျပန်နိုင်ငံအကြောင်းကိုပိုမိုသိချင်သူများက Channel ကို Like and Subscribe လုပ်ထားပေးပါနော်။အကယ်၍သင်ကမြန်မာနိုင်ငံမှာနေတိုင်းပြီးဂျပန်နိုင်ငံမှာအလုပ်လုပ်ဖို့စံနာရှိတယ်ဆိုရင်ဒီ post ရဲ့ description သို့မဟုတ် application မှာရှိတဲ့အလုပ်ခွင့်စာဖောင်မှာတစ်စိရောက်ထားနိုင်ပါပြီ။အရင်ဆုံးနမဝိသေသနာဆိုတာကဘာလဲ။အရှိတ်တင်ငန်းစာထဲမှာလည်းပါပါတယ်။ပြန်မမိအောင်လုပ်ကြကြအောင်။ နမဝိသေသနာဆိုတာကတစုံတစ်ခုရဲ့သဘောတဘာဝသို့မဟုတ်အခြေအနေကိုဖော်ပြတဲ့စကားလုံးဖြစ်ပြီးတော့နောင်ကိုကိုစားပြတဲ့အနေနဲ့သုံးရတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဂျပန်စာမှာ e-adjective နဲ့ non-adjective ဆိုပြီးအမျိုးအစားနှစ်မျိုးရှိပါတယ်။ e-adjective ဆိုတာကစကားလုံးရဲ့အဆုံးသတ်မှာ e နဲ့ဆုံးတဲ့ adjective ဖြစ်ပါတယ်။ဥပမာ oki tanoshi ပြီးတော့ na-adjective ဆိုတာကစကားလုံးရဲ့အဆုံးသတ်မှာ na နဲ့ဆုံးသတ်ပါတယ်။ဥပမာ shizukana ရှင်းစစ်စနာဒီလောက်ဆိုရင် acidity ရဲ့ရှင်းလင်းချက်များကိုတစ်ခေါက်ပြန်ပြီးတော့မှတ်မိနိုင်မယ်လို့ထင်ပါတယ်။ဒီနေ့သင်ခန်းစာမှာသင်ရမယ် noun particle acidity သေဆိုတာက acidity ကို noun နဲ့တွဲသုံးတဲ့အခါမှာအသုံးပြုရတဲ့ particle ဒီသင်ခန်းစာထဲမှာတော့အဓိကအဖြစ်ဂါနဲမိုးရဲ့ပေါင်းစပ်အသုံးပြုနည်းကိုလေ့လာမှာပါ။ပြီးတော့ခါနဲ့ဝါကိုလည်းဘုဒ္ဓတအနေနဲ့အမှတ်ထားကြရအောင်။ ကားနဲ့မို့ကိုသုံးမယ်ဆိုရင်စာကြောင်းရဲ့အရှိပိုင်းကိုအပြုသဘောဆောင်တဲ့ပုံစံသုံးနှိုင်းရင်အနောက်မှာလည်းအပြုသဘောဆောင်တဲ့ပုံစံကိုသုံးရပါတယ်။အငင်းသဘောဆောင်တဲ့ပုံစံသုံးချင်ရင်လည်းအရှိစာကြောင်းမှာရောအနောက်စာကြောင်းမှာရောအငင်းသဘောဆောင်တဲ့ပုံစံကိုသုံးရပါတယ်။နောက်တစ်ခုကားနဲ့ဝါကိုကြတော့အရှိစာကြောင်းမှာအပြုသဘောဆောင်တဲ့ပုံစံကိုသုံးနှိုင်းရင်အနောက်စာကြောင်းမှာအငင်းသဘောဆောင်တဲ့ပုံစံကို သုံးပြရပါတယ်။ပြောင်းပြန်အနေနဲ့ ်အရှိမအငင်းသဘောဆောင်တဲ့ပုံစံဆိုရင်အနောက်မှာအပြုတ်သဘောဆောင်တဲ့ပုံစံကိုအသုံးပြရပါတယ်။ဘဟေတိလေးပြင်ဆင်ထားပါတယ်။စူးစားပြီးဖြည့်ကြည့်ကြပါ။ပြထားတဲ့ရုပ်ပုံကိုကြည့်ပြီးတော့ကွက်လက်ထဲမှာထည့်ရမယ့်စကားလုံးကိုခမန်းကြည့်ပါ။အရင်ဆုံးနားလည်တော့အောင်ဥပမာကိုကြည့်လိုက်ကြရအောင်။ခါနိုဂျိုဝါခိုဟီကစကီဒစ်ပီဒူမိုစကီဒစ် 新聞は字が多いです。このチョコレートは値段が安いです。英語は難しいです。そして中国語も難しいです。 彼女は顔が綺麗です。髪も長いです。彼は水泳が好きです。あと料理も好きです。日本語はひらがなが簡単ですが漢字は難しいです。 あの店は果物が美味しいです。飲み物も美味しいです。日本では1月と2月が一番寒いです。雪も多いです。 田中さんは日本語が上手ですが英語は下手です今日のテストは紹介が簡単です紹介も簡単です別、ね、のね刚刚ピソナゲイラボビナレドアンザカビオリネジュリラジアン海さん 果物で何か好きですかん、いちごが好きです。あと、ぶどうも好きです。トンさん、日本の食べ物で何か苦手ですか日本の食べ物は何でも好きですか梅干しが一番苦手です。あの女優さんは顔が綺麗ですね。背も高いです。 そうですねそれに演技するのも上手ですよねンベナマウィディナミアゴレバウドダーニネセビロメタザヤオソイ早い。 長い短い多い少ない甘い辛い強い弱い暑い寒い高い安い簡単な難しい少い,いいい悪い暇な忙しい 新しい古い嬉しい悲しい優しい厳しい近い遠い硬い柔らかいအလုံးမဲ့ဘလို့လဲမှတ်ရတာအဆင်ပြေလားစကလုံးများကိုအခခခခပြန်ကြည့်ပြီးရအောင်စထားရမယ်နော်ဟိုက်今日の授業はここまでです 皆さんよく頑張りました。今回の動画を見ていただきありがとうございました。D チャンネルは M5 がさろ N2T 天眼さんများအပြင်ဂျပန်နိုင်ငံရောက်တဲ့အခါမှာအဆဆရရအစဉ်ပြည့်စီမဲ့အထောက်အကူပြုခံတူးတင်ငန်းစာများအစရှိတဲ့ဗီဒီယိုများကိုအခမဲ့ကြည့်ရှုလေ့လာနိုင်တဲ့အပြင်အသေးအစ်တော့ဗီဒီယိုများကိုလည်းမလွတ်တမ်းကြည့်ရှုနိုင်စေဖို့အတွက် channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်အခမဲ့လေ့လာလို့ရတဲ့ MJ Space ရဲ့ application ကိုအသုံးပြုမယ်ဆိုရင် flash card ပုံစံနဲ့လေ့ကျင့်ခန်းများကိုလုပ်နိုင်တဲ့အပြင် test များဖြေဆိုနိုင်ခြင်းနဲ့လက်ရှိမိမိရဲ့ဂျပန်စာအရေးချင်းကိုစစ်ဆေးခြင်းများပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဒါရင်မကသေးပါဘူး။ဂျပန်နိုင်ငံကိုတုတ်တဲဗီဇာနဲ့သွားချင်သူများအတွက်လည်း MJ Space Application မှာတုတ်တဲနဲ့ဆိုင်တဲ့လေ့ကျင့်ခန်းများသင်ခန်းစာများကိုထည့်သွင်းပေးထားတာကြောင့်လေ့ကျင့်ပြီးသားသင်ခန်းစာများကိုစာမေးပွဲများဖြည့်ကြည့်ပြီးကိုယ်ပိုင်အရေးချင်းများကိုစမ်းသပ်ကြည့်လို့ရပါတယ်။လက်ရှိသင်ကမြန်မာနိုင်ငံမှာနေထိုင်ပြီးဂျပန်နိုင်ငံကိုအလုပ်လုပ်ဖို့ဆန္ဒရှိတဲ့သူတယောက်ဆိုရင် MJ Space ရဲ့ကုမ္ပဏီဖြစ်တဲ့ မြန်မာ Unity ကအသင်ကိုကူညီဖို့အသင်ရှိနေပါတယ်။ဒီ post ရဲ့ description တို့မဟုတ် application မှာရှိတဲ့အလုပ်ခွန်စာဖောင်မှတဆင့်သင်ရဲ့အလုပ်ရှောင်လာများကိုပေးပို့နိုင်ပါပြီ။ Training visa, Doctor visa, Work visa, Student visa သင်ကဘယ်လို visa မျိုးနဲ့သွားချင်ပါသလဲ။သင်ရဲ့ဂျပန်နိုင်ငံအိမ်မက်ခရီးစဉ်ကိုကျွန်တော်တို့နဲ့အတူတူပျော်ပျော်ရွှင်ရွှင်စာရေးလေ့လာရင်းနဲ့အကောင့်ထဲပို့လိုက်ကြပါစို့။နောက်ဗီဒီယိုထဲမှာဆိုရင် နမဝိသေသနာရဲ့အတိတ်ကာလပြပုံစံနဲ့အတိတ်အငင်းပုံစံများအကြောင်းကိုသင်ပြတော့မှာဖြစ်လို့နောက်တစ်ချိန်မှာလည်းပျော်ပျော်ရွှင်ရွှင်နဲ့ဇာတ်ကားတွေကိုလေ့လာကြအောင်နော်။ကဲဒါဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်။